ချက်ကျင်ချက်ဖို့အတွက်ကိုကျွန်တော်လိုအပ်တာလေးတွေရပါဘောနော်အာကျွန်တော်ဒီချက်သွင်းဖြူလိုအပ်တယ်ဆိုတော့ကျွန်တော်ချက်သွင်းဖြူရယ်ပြီးလို့ရှိရင်အာချင်းရယ်ပြီးလို့ရှိရင်ကျွန်တော်ဒီချက်သွင်းနေရယ်ဘောနော်ဆိုတော့အဲ့ဒီ၃မျိုးကိုကျွန်တော်ရောပြီးတော့ဒီငရုတ်စုံနဲ့ချိန်ရအောင်ထောင်းလိုက်တယ် အပြီးတော့ဒါမဖြစ်မနေဒီဖက်ဖက်ရွယ်လို့ရပေါ့နော်ဆိုတော့ဖက်ဖက်ရွယ်တီကိုလည်းကျွန်တော်ရည်တရှာစေးပြီးတော့မှအာဒီနုတ်နုတ်လေးဆင်းလိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ရှမ်းနဲ့နဲ့လည်းထည့်ပါတယ်အဖဖရဲ့ဆင်းပြီးသွားပြီဆိုရင်တော့ကျွန်တော်ချက်သားနှက်တော့မယ်ပေါ့နော်ဆိုတော့ဒီချက်သားနှက်ဖို့ရအတွက်ကိုအာဆနွန်းမုံထည့်တယ် အဲ့ပြီးရင်တော့ကျွန်တော်ဒီဟိုဖက်ဖက်ရွက်တွေထည့်တယ်ဆိုတော့ပြီးလို့ရှိရင်ကျော်ဒီထောင်ထားတဲ့အဲချက်သွန်ဖြူချက်သွန်ညီချင်းထောင်ထားတဲ့ဟာတွေကိုကျွန်တော်ဒီအချိန်မှာထည့်လိုက်တယ်အဲ့ပြီးရင်တော့ကျွန်တော်ဒီအယောင်ဒီမုန့်ထည့်တယ် ပြီးလို့ချင်းဒီအဆက်အတွက်ဆိုလို့ချင်းတော့ကျွန်တော်ဒီမြုပ်တီခွဲချမ်းလေးတွေပေါ့နော်ဆိုတော့အားမျိုးလေးတွေထည့်လိုက်တယ်အာတကယ်ကချင်းစာမှာဆိုလို့ချင်းတော့အဲ့မှာထည့်တဲ့ဒီမဆလာအမှုရှိသေးရယ်ပေါ့နော်ဆိုတော့အဲ့ဟာကျွန်တော်မရနိုင်တဲ့အတွက်ကြောင့်တော့မဆလာမထည့်ဘူးဒီမှာတော့ QC တုံးလိုက်တယ်ဆိုတော့ဒါဒီအကုန်လုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီစာပေါ့နော်အပုံငါတက်ကိုဟိုစာစာထည့်ပြီးတယ် ဆိုတော့ဒါဒီထည့်ပြီးသားဆိုလို့ရှိရင်တော့ကျွန်တော်ဒီဟိုကိုတိချာနေပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်တစ်ဖက်ကကင်မရာရိုက်ထားတယ်ဆိုတော့တစ်ဖက်လက်တစ်ဖက်တည်းနေအားတော့မရဘူးနော်တကယ်ဆိုလို့ရှိရင်တော့တစ်ဖက်နဲ့တိချာကင်ပြီးတော့မှဒီအသားလေးကိုဟိုနကျွန်တော်ထည့်ထားတဲ့ဟာတွေအကုန်လုံးစိတ်ဝင်သွားအောင်ထီအောင်ကျွန်တော်တိချာညှစ်ပြီးတော့နေပြေးလိုက်ဖို့လိုတယ်ဟုတ်ပြီးတော့ကျွန်တော်ဒီအသားကိုဟို အချိန်ကြာနှက်ထားဖို့လိုတယ်ပေါ့နော်တကယ်ကောင်းတာတော့ဒီမှာတရက်လောက်ဖြစ်ဖြစ်နှက်လိုက်တာတော့ဘူးကောင်းတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့တရက်တည်းနဲ့အပီချက်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ဒီအသားကိုကျွန်တော်ပူရဲထဲထဲပြီးပြီးဆိုတာနဲ့အဲဒေချာပေါ့နော်ဟိုရေခဲတက်တာတွေမှာကျွန်တော်အေးအေးခံတိုက်တယ်ဆိုတော့ဘာလို့ရေခဲတက်တာတွေထည့်လိုက်တဲ့ကြောင့်မို့ဒီအေးအေးတက်တဲ့ဒီအသားတွေကိုဟင်းအရသာတွေကစိတ်ဝင်သွားတယ်ပေါ့နော်ဆိုတော့ရေခဲတက်တာတွေမှာပဲကျွန်တော် အချိန်2နာရီလောက်နှက်ထားလိုက်တယ် ော့အားပေးသွားလို့ရှိရင်တော့ကျွန်တော်စပြီးရောချက်ပြီးရောเนาะချက်တာတော့အရန်ကူလွဲပါတယ်ဆိုတော့ကျွန်တော်ဒီမှာဆိုရင်ထဲဦးထဲမှာကျွန်တော်စီထည့်မယ်အာစီပူလာပြီးဆိုလို့ရှိရင်ပေါ့เนาะဆိုတော့ခုနကဒီနှက်ထားတဲ့အသားတွေအကုန်လုံးကိုကျွန်တော်စပြီးရောလုံလိုက်ပြီးဆိုတော့ ဆိုဒီဟင်းချက်တာတကယ်ကိုလွယ်ပါတယ်အသားနှက်တဲ့အချိန်မှာပဲကျွန်တော်ဒီချာလေးနှက်လိုက်ဖို့လိုတယ်ဆိုတော့ကျွန်တော်ကတော့ကျွန်တော်ဒီကောင်ကဟိုကျွန်တော်အချိန်ကြာကြာလေးနဲ့အသားကိုမူးနေအောင်နှက်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်မီးအေးလေးနဲ့ထားတယ်ပြီးလို့ရှိရင်ဒါဟိုဒီချာမွေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအဖုံလေးအုပ်ပြီးတော့မှကျွန်တော်အကြာကြီးပဲဒါမီးအေးလေးနဲ့အကြာကြီးနှက်ထားလိုက်ရုံပဲပေါ့နော် ဆိုတော့ဘေးလေးနဲ့နှက်လိုက်ပြီးဆိုကြအသားထဲမှာရှိတဲ့အရေတွေကစပြီးတော့ထွက်လာတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီအရေခံတဲ့ထိအောင်ပေါ့နော်အဲဒီဘေးလေးနဲ့ပဲတေချာပြန်ပြီးတော့ကျွန်တော်တည်ပေးနေဖို့လိုအပ်ပါတယ် ဆိုတော့ကျွန်တော်ဒါဆိုရင်တည်လိုက်တာက စုစုပေါင်းအာနိုင်ဘောလောက်ကြာမယ်ပေါ့နော်မီးအလေးနဲ့နှက်ထားလိုက်တယ်နှက်ထားလိုက်ပြီးတော့မှဒါနောက်ဆုံးရေခမ်းသွားပြီးတော့ကြက်ပီဆိုတဲ့အချိန်ကြတော့မှအပေါ်နေပြီးတော့အနံလေးဖြင့်ပြီးတော့မွေးသွားအောင်ရေ ပြီးတော့အစိမ်းရောင်လေးလေးပူပြီးတော့လှအောင်ရေပေါ့နော်ကျွန်တော်ဒီဖက်ဖက်ရွက်လေးတွေကိုတော့နည်းနည်းပြန်ပြီးတော့ဟိုညက်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့ဒါကျွန်တော်မွေးလိုက်မယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တော့ဒါကချင်း အဲကြက်ကချေဟင်းရပါပြီဆိုတော့ကျွန်တော်ဒီဟင်းကတော့တော်တော်လည်းမိုက်ပါတယ်ဆိုတော့ကျွန်တော်လည်းကြိုက်တယ်ဆိုတော့ချက်တာလည်းအရန်လွယ်ကူရိုးရှင်းပြီးတော့မှအာပါမန်းထပ်ပြီးတော့လှုပ်ရှားမလို့ပေါ့နော်ဆိုတော့အသားနှက်ထားမယ်ပြီးရင်တဲဦးထဲထည့်ပြီးတော့ဟိုမှုရမယ်ပြီးရင်အဖုံးအုပ်ထားပြီးတော့ဟိုမီးလေးနဲ့တဲထားလိုက်ရုံပဲအားဆိုလို့ရှိရင်ဒါဒီအရန်ရတာရှိတဲ့ကချင်ရိုးရကချင်ရိုးရကြက်ကချေဟင်းတစ်ခွက်ရပါပြီဆိုတော့အားလုံးပဲလိုက်လို့ကြည့်ကြပါ